ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာမြတ်တန်တင်ရေးသားတဲ့ဓာတောင်ကိုကြော်၍မိပင်လေကိုဖြတ်မြေးဆိုတဲ့ဝိထုရဲ့အပိုင်း20ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါဦးခင်ဗျာ ဓာတောင်ကိုကြော်၍မိပင်လေကိုဖြတ်မြည်အပိုင်း20ဒီနေ့ကစ၍သူတို့သုံးယောက်သည်ရခင်ကထက်ပို၍ကျင်းလာလာကြသည်ရဲမြင့်ကဝစစ်ပိတ်တွင် လောက်တေရွဲ့ထဲ၍ဂျိုကတန်ချောင်းအနာကို ဖန်စေပေသည်အနာကတဖြည်းဖြည်းတက်သားလာတော့လဲတန်ချောင်းကောင်းကောင်းလုံးမလုံးနိုင်သည်တန်ချောင်းကမြ мян ချက်ချင်လာပြီး ူတွင်အလုတ်လုတ်စရာတွေရှိသည်ဒီအလုတ်တွေကိုနှချိန်မီပြီးအောင်လုပ်ရမည်တို့ရတွင်ကိုနန်ဒါနှင့်ဂျဲမြင့်တို့ကလုတ်ခွင့်မပြုတန်ချောင်းကိုအနားယူစေသည်တို့တန်အောင်တန်ချောင်းသည် အနားမနေခန်းဆက်သို့ဆင်းကာ နိုင်လွန်ပိုက်ပြက်များလိုက်ရှာသည်ကြိုးချစ်သည်တစ်သည်ခုသည်လက်ဥတူခြင်းအုံမင်တက်ခြင်းကြောက်တုံးတဲခြင်းငမဲမြခြင်း စသည့်အလုတ်ကျမ်းများကိုတော့လောက်ခွင့်မပြုသေး။တန်ချောင်းသည် ကောင်းကင်ကို မကြာခဏမျောကြည့်တတ်သည်။မျောကြည့်ရင်တက်ပြင်းချတတ်သည်။အနာကလည်းပျောက်ခဲလိုက်တာကွာ။တန်ချောင်းကညည်းတတ်သည်။ပျောက်မှာပေါ့ကွာ။စေဝါမရှိတော့ကြာတာပေါ့။အရှိလေမပြောင်းခင်မြ мян ပျောက်မှဖြစ်မယ်ကိုရ။နမို့ရင် နောက်ကျသွားလိမ့်မယ်။ဘာဖြစ်လို့လဲ။ အရှိလေမပြန်ခင်မ мян ပြောက်ရင်ကျွန်တော်အလုလုနိုင်မဲကျွန်တော်တို့ရှားကျွေးမှာပေါ့ဗျာဟိုးဒါအရေးမကြီးပါဘူးကွာဖောင်လို့ရမယ်ဖောင်ဖွဲ့တာမင်းတို့မဖွဲ့တတ်ဘူးအရှိလေမပြန်ခင်ပြီးမှထွက်နိုင်မဲဒီတော့ကိုနန်ဒါနဲ့ရဲမြင့်အန်အော်ရသည်တန်ချောင်းဒီပင်လယ်ဖြတ်ဖို့ကိစ္စကို နောက်ဆုတ်ဟန်မတူသေးဘာလဲမင်းဖြတ်မှာလားဖြတ်မှာပေါ့ကိုရ အကိုတို့ရောမဖြတ်ဘူးလားဒီတိုင်းဒီကျွန်းမှာမှာပဲတေးရတော့မှာလားကျွန်တော်ကတော့အကိုတို့ကိုလည်းလိုက်စီခြင်းနဲ့အကိုတို့မလိုက်ဘူးဆိုရင်လည်းကျွန်တော်တယောက်ထည့်သွားမှာပဲလိုက်မှာပေါ့ကွာရဲမြင့်ကမဆိုင်မတော်အဖြေပေသည်သူလည်းစွန်စားခြင်းသည်ဒီပင်လေကိုဖြတ်ကြည့်ခြင်းသည်တန်ချောင်းပြောသလိုတေးရမြည်တူတူ ပင်လေတွင် ဖြတ်ရင်းတေးရသည်ကတော်သေးသည်ကိုနေနာကတော့စဉ်းစားသည် ဒီပင်လေကြီးကိုဖြတ်ဖို့ဆိုဒီမှာစင်စစ်သူတို့ထင်သလောက်မလဲလူငယ်ပီပီစိတ်ကူးယဉ်ကျေးမျိုးသာဖြစ်လိမ့်မည်တန်ချောင်းကကိုနန္ဒကိုကြည့်၍ပြောသည်အကူကကျွန်တော်ကိုထင်သေးတာကို ကျွန်တော်သိပါတယ်ပထမနှစ်ယောက်ထဲအသားစိမ်းစားတော့ကရော နောက်ကွန်တီတီအကြောင်းမေးတော့ကရော အကူကျွန်တော်ကိုထင်သေးတယ်ဆိုတာကျွန်တော်သိပါတယ်ပြောသည့်အတိုင်းမှန်နေတော့ ခုနကဘာပြန်ပြောရမှမသိတန်ကျောင်းဖြတ်ရဲပါတယ်ကိုရတန်ကျောင်းမှာတွေ့တာစရာမရှိဘူးတန်ရောစင်မရှိဘူးဆုံရှုံစရာမရှိဘူးဒီကျုံးပေါ်မှာနေလဲတေးမှာပဲပင်လေကိုဖြတ်လဲတေးခြင်းတေးမှာပဲတေးရမယ့်အတူတူပင်လေကိုဖြတ်ရင်ကျွန်တော်တေးမှာပေါ့အန်ဒီရများလုံးနဲ့ထင်တဲ့တန်ကျောင်းအန်ဒီရဆိုတာဘယ်နေရာဖြစ်ဖြစ်ရှိတာကြီးပါပဲအန်ဒီရတွေနဲ့တေးမင်းရဲ့အန်ဒီရလောက်ကြီးတာ ဘယ်မှမှမရှိဘူးဒါပေမဲ့တေမင်းရဲ့အန်ဒီရဲဆိုတာပင်လေဖြတ်မှတွေ့ရတာမျိုးမဟုတ်ပါဘူးအဲ့ရပေါ်လှဲနေတုန်းမှလည်းတွေ့ရတာပဲရဲတိုက်ကြီးမျိုးတွေထဲမှနေလဲတွေ့ရတာပဲအချွေရံတွေဝိုင်းနေတဲ့တလွန်ပေါ်ကဧကရီတွေလည်းတွေ့မှာပဲခြေစံတွေကြားမှာပြေးနေရတဲ့ဝေယံပြေးမှာလည်းရှိတာပဲထင်တာမြင်တာရှိတာနဲ့မရှိတာပဲကြွာတာပါမကိုပဲတခါကပြောဖို့သေးတယ်မဟုတ်လားတခါတော့က ုနန္ဒာပြောခဲ့ဖို့သည့်စကားကိုတန်ချောင်းကကိုကာသည်တန်ချောင်း၏ရုတ်တိဗေဒါကခိုင်သည်ကဲဘလို့သွားမလဲစူးစမ်းမအောင်တန်ချောင်းကပြုံသည်ကိုနန္ဒာသည်ယခုထိသူ့ကိုထင်သေးတော့ဟု သူထင်သည်ရေမြင့်ကမြောက်ဖက်သို့လွှင့်ရမည်ဟုဖြတ်ကနေဝင်ပြောသည်တန်ချောင်းကခေါင်းရံပြသည်မြောက်ဖက်သွားလို့မရဘူးလေမြောက်ဖက်သွားရင်လေမတင့်ဘူး လေရရင်လဲနောက်ဖက်ပင်လေတဲ့ကိုချမ်းထွက်သွားပြီးတမုတ်ရာကြီးတဲ့မျောသွားနိုင်တယ်စိတ်ချရာဆုံးကအရှိတ်ပဲပဲကျွန်တော်တို့ကျွန်းကတဝဲကမ်းခြေကို မိုင်း200ကျော်300နီးပါးလောက်ရှိမယ်အရှိတ်ပဲတက်တက်လွှင့်ရင်ဘယ်နေရာသွားသွားတနင်္သာရီကံယိုရန်ကြီးကိုဝင်းဆောင်မှာပဲပြေးမလို့ဘူးစိတ်ချတန်ချောင်းကသူ့အစီအစဉ်ကို ပြောပြသည်အခုလှဲပြီးသားတင်ကားလုံးရှိတယ် သုံးယောက်စိတ်ချလက်ချတောင်းနိုင်အောင်နောက်ထပ်၅လုံးထပ်လဲပြီးဖောင်ကို၁၀လုံးတွဲမယ်တွဲစရာချိန်နေွယ်တွေရှိတယ်ပိုးပြီးစိတ်ချရအောင် ဖောင်တစ်ဖက်တစ်ချက်မှာဝဘိုးဝါကြီး၄၅လုံးလောက်တွဲ၍ထပ်စီမယ်တစ်လုံးတွေဝဘိုးဝါတွေကိုရေနံတုံမယ်ရေဆိုးပြီးဆွေးမှလည်းမကြောက်ရတော့ဘူးတာလဘက်ကြီးကိုရွက်လွှင့်မယ်ဆဲပြီးပက်လဲဆိုရင် အတော်ဖြစ်မယ်ရွက်ဆိုင်ကျိုးအဖြစ် သူချစ်ထားသည့်နိုင်လွန်ငမျာကျိုးတွေရှိသည် ချစ်ပြီးသားနိုင်လောပိုက်ကျိုးကိုသုံးလုံးတင်ချစ်လိုက်ရင်တော်တော်တန်တန်လေပြင်းတိုက်ရုံမျှဖြင့်မပြတ်နိုင်ရေအတွက်စီပိုင်းပြည့်တင်မီထို့နောက်ဘဘိုးဝစစ်များဖြင့်တည်နိုင်သလောက်တည်မီရှိခါအဖြစ်လိတ်သားကြောင့်ငမန်းကြောင့်ပိန်ဟုချောင်းငပြောကြောင့်တစ်တော်သည်ချောင်းလိတ်ဟုခွေးသည်စသည်တို့ကိုတည်မီမိရပြီဖြစ်၍ပင်လေရီကိုစချက်မီ ချောမောလျင်၅ရက်မှ၁၀ရက်ထိကြာမည်ကျေလာနေတို့ကို ကြည့်၍ဥတီချက်ရှာမည်တန်ချောင်းကတွက်ပြသည်ဒါပေမဲ့ခက်တာက အရှိလီမပြန်ခင်ထွက်နိုင်ဖို့အရေးကြီးတယ်အရှိလီပြန်လာရင်ကျွန်တော်တို့ဖောင်အနောက်ဘက်သမုတ်တရားတွေကိုမျောသွားလိုက်မယ်အနောက်တောင်မုတ်တုံလေးဦးမှာလေမုန်တိုင်းကျတဲ့တဲ့မိုးရင်းဆိုရင်လည်းလှိုင်းကြည့်တယ်အကောင်းဆုံးက အနောက်တောင်လေးအပြော့ကားစား အရှိလေမပြန်ခင်ဈာချိန်ကအကောင်းဆုံးပဲမနောက်တောင်လေးနဲ့ရွတ်တိုက်သွားရုံပဲဈာတိဥဒုလည်းကောင်းတယ်တရင်ကျွတ်လာပြကြော်ရင် အရှိလေပြန်ပြီးသွားလို့မကောင်းတော့ဘူးအချိန်အတွက်ကြည့်တော့နှစ်လလောက်ပဲကြံတော်သည်ထို့ကြောင့်အချိန်သိမ့်မရှိတန်ချောင်းကမဆောင်နိုင် လက်ကအနာမပြောက်မီတင်မခုံနိုင်မီဝစစ်ဖြင့်ပင်လေရေကိုစားချက်သည်ငပြောကြောက်လှန်သည် တင်မောသည့်အချို့ကိုအမဲ့ထားရန်ဖေကားအချို့ကို တုံထားသည်အချို့ကိုအချောက်လန်သည်လှုပ်ရင်ရှားရင်နှင့်ပင်တန်ချောင်း၏အနာသည်တပြေးပြေးပျောက်သွားသည်ယခုဓာကင်နိုင်ပြီဒီတော့လိတ်သားကြောက်ကိုအရင်လှန့်ထားရမည်သူတို့သုံးယောက်လိတ်တောင်သို့သွားကြသည်ဥပိပင်လေသို့ပြန်ဆင်းနေသောပြင်သားလိတ်ကြီးတကောင်ကိုစောက်ဆောင်ကြတွင် တွေ့ရသည်တန်ချောင်းနှင့်ရဲမြင့်လိတ်တွေ့တော့ ဝန်တာအားရပြေစင်ကလက်ကြီးကိုပလက်လှန်ကြသည်တန်ချောင်းကလက်ကောင်းကိုဓားဖြင့်ခုတ်သည်လက်ကြီးကခြေတွေလက်တွေတပြန့်ပြန့်နှင့်ရိုက်သည် နောက်ခြေလက်တွေကို ဖြတ်သည်လက်ကြီးကဖားဖို့ကြီးလိုတရှူရှူမြည်နေသည်ထို့နောက်ဘေးကအညိုလုံးများကို ခွာကာလက်ခွန်ကြီးကိုလှန်ကြသည်အသေးမှအပကြံဝန်းတွင်သားများကိုလွှင့်ပြလိုက်ကြသည် အထက်ကဥအိမ်များကိုအစိမ်းစားပြလိုက်သည်လက်ကအသားကြီးအချိန်60ကျော်လောက်ရှိမည်ဒေးလိတ်ကြီးကိုဝိုင်းဖြတ်ပြီး ဖြတ်တော့ခုတ်ထက်က ပလိုင်းများဖြင့်ယူ၍ပြန်ခဲ့ကြသည်ကိုနေတာကလက်ကြီးအတွက်စိတ်မကောင်းတို့ရတွင်မတက်နိုင် ကြောက်ကူပြန်ရောက်တော့လိတ်သားလိတ်သေးတို့ချို့ကိုမိခင်သည် အချို့ကိုဒဇိုကြီးများထိုး၍စက်တင်ထားသည် 6လျင်15ဗိဒါလောက်တော့အ ਨੇ စုံထွက်မြီးနောက်နေ့များတွင်တော့သစ်လုံးများကို ခုတ်လှဲကြသည်ချောင်းရိုးတို့လှိမ့်ချကြသည်စခင်ကတန်ချောင်းတစ်ယောက်တည်းလှုပ်ရ၍အချိန်ကြသည်ယခု3ယောက်ဝိုင်းလှုပ်တော့မြန်သည်သစ်လုံးအ ਨੇ တော်ဖြတ်ပြီးသား9လုံးရအောင်လူ3ယောက်15ရက်လှုပ်ရသည်နှွေခုတ်ခြင်းဖောင်းဖွဲ့ခြင်းဘဘိုးဝါးများကိုခုတ်၍ဘေးတစ်ဖက်တစ်ချက်ကစီးခြင်း ရွက်တိုင်ထူခြင်း ရင်းနှံတုတ်ချင်းစာသီတို့ကိုပြီးအောင် လူ၃ယောက်နှစ်လကျော်အောင်လောက်ရသည်ဒီထဲတွင်ကိုနေတာကဖျားလိုက်သေးသည်နှစ်ယောက်ထဲလောက်ရသည်ရက်တွေလည်းရှိသေးသည်ယခုတော့အလုံးစင်တင်ဖြစ်ပြီးခတ်တက်ထိုးဝါစာသီတို့လည်းပြေဆုံးပြီးချက်တိုင်းတော့မထူသေးချောင်းရိုးတစ်လျှောက်ကတပင်တွေအုံမိုးနေသဖြင့်ချက်တိုင်းမလွန်ထို့ကြောင့်ချောင်းရိုးကိုစုံမျောပြီး ပင်လယ်ပေါက်ရောက်မှရွက်တိုင်ထုံမြေရွက်တိုင်ကအစင်သင်ရွက်ကအစင်သင်တိုင်ထူ၍တက်လိုက်ယုံသာရှိသည်တရင်ကျော်လာဆန်းတော်မြေသူတို့ဖောင်ကတရင်ကျော်လာပြေမကြော်မီအရှိလေမပြန်မီထွက်ရမြေ15ရက်လုံးလုံးကြံသေးသည်ဒေတွဲမှာသူတို့နာကြသည်ဇာတိဥရုဒံခံနိုင်အောင်နေပူဒံရေဒံခံနိုင်အောင်လှုပ်ကြသည် အစာကောင်းကောင်းစားကြသည် တန်ချောင်းကတိတ်မနာခြင်းဒေအတွင်းမှာလိုရမရငမန်းကြီးတကောင်လောက်ဖမ်း၍အချောက်လန်းကျင်သေးသည်ထို့ကြောင့်နေတိုင်းကြောင်ညီနောင်တို့သွားကငမန်းထွက်များသည်ငမန်းကခုတလောတိတ်မမြူးမုံတိုင်းကြပြီးနေသားချင်းများတွင်သာမြူတတ်သည်ယခုတလောမုံတိုင်းလည်းမကြလှိုင်းလည်းမရှိ ထို့ကြောင့်တန်ချောင်းငမန်းတကောင်မြမရဒီနေ့တော့ငမန်းရအောင်မြမည်ဟုတန်ချောင်းကဆိုသည် ညနေပိုင်းမရလျင်တညနေလုံးကြောက်ဆောင်ပေါ်မှာစောင့်များမည်ဆိုသည်ဝမြင့်စေတံနှင့်ပံပိုးရဲ့ဆက်ထားသည့်အုံနေရိုးများကိုဖက်ရွက်ကြီးတရွက်နှင့်ထုတ်သည် ဝလုံးထိတ်တွင်နနက်ချီကိုထူ၍ရေနံစိန်ထားသောမိတုံနှစ်ချောင်းနှင့်ဂျေနံကြီးအပိုထည့်ထားသောခယုကွန်ကိုယူသည်လေယူဖောက်၍ပြုတ်စားရန် ဝစစ်နှင့်စားတုပ်ကို ပလိုင်းထဲထည့်သည်ငမရချင်းနှင့်ဓာပါသည်ရေမြင့်က သူလဲလိုက်မည်ဟုဆိုသည်တန်ချောင်းကမလိုက်စေခြင်းအခက်မတင်၍ငားမရလျင်ခန်းချက်ကတော်တဲ့တွင်ညာရမည်တော်ဆက်လေကပြင်သည်တောကဏီလာကဏီကျမ်းမာဖို့လိုသည်ဟုပြောသေးသည်ဒီမြမကဒီရတက်လျင်ကြောင်ကြီးနောင်ကို ရေဖုံမည်ဒီရတက်ကြကိုဆောင်၍ကြောင်ကြီးနောင်ကိုကူးနိုင်အောင်ဆောင်ရမည်ဒီရတက်လျင်ကြောင်ကြီးနောင်မှကမ်းကိုကူးရမည်ဒီရကြသွားလျင် နောက်တစ်ချိန်ကြောင်ညီနောင်တို့ပြန်ပြီးတက်ရမည်အလွန်ပင်ပန်းသည့်အလုပ်ဖြစ်သည်ထို့ကြောင့်ရဲမြင့်ကိုမလိုက်စေခြင်းတို့ရတွင်ရဲမြင့်ကလက်မခံသူပါလိုက်မည်တန်ချောင်းကိုစိတ်မချဟုဆိုသည်တို့ဖြင့်တန်ချောင်းတို့နှစ်ယောက်ကြောင်ညီနောင်တို့ထွက်ခဲ့ကြသည်ကန်းဆက်မှကြောင်ညီနောင်ကိုကူတော့ရေတက်စပြုပြီးဒီရေတက်တွင်ပါလာသည့်ငားငယ်များရေတရွာများကိုငမန်းကြီးများကလိုက်စားကြသည် ထို့ကြောင့်ဒီရီတက်တွင်ကြောင်ကြီးနောင်မှဆောင်ရွက်များရမည်။နှစ်နာရီလောက်တော့ညချိန်ရသည်။ကြောင်ကြီးနောင်ကို ရေမဖုံးခင်ကန်းတို့ပြန်ကူမည်။ဒီရီအကြကိုဆောင်ရွက်ကြောင်ကြီးနောင်ကို နောက်တစ်ခေါက်တက်ကြမည်။သူတို့ကြောင်ကြီးနောင်ကိုဖြတ်ကူးတော့ညနေ3နာရီလောက်တော့ချိန်ပြီ။ဇာတိဥရုကကြည်လင်သည်။နေကကြဲကြဲတောက်အောင် ပူနေစေဖြစ်သည်။ဒီရီလည်းတက်နေပြီ။ ဒီနေ့သူတို့ကံကောင်းသည်ဟုဆိုရမည်။ကြာကြာမဆောင်ရ။ရေတက်နှင့်အတူငမန်းကြီးနှစ်ကောင်ပါလာသည်။ဒီနှစ်ကောင်ကတော်တော်ကြည်သည်။တန်ချောင်းကစိတ်တွင်ဘဝဲတကောင်ကိုဖဲ့၍တက်သည်။ထို့နောက်ကြောင်ကြီးနောင်ကြောက်စိုးမှရက်၍ကျိုးခွေကိုဝှေ့ရန်က ပြစ်ချလိုက်သည်။တန်ချောင်းကျိုးပြစ်ပုံကလှသည်။ကျိုးများကိုဘဲလက်တွင်ဆုပ်ထားကကျိုးခွေကိုညာလက်ဖြင့်မြှောက်၍လေထဲတွင်ရန်က ပြစ်မှတ်ကိုချိန်သည်ချိန်သားရပြီဆိုသည်နှင့်ညာလက်တစ်ဖက်ကကျိုးခွေကို ဖြည့်၍ပြစ်လိုက်သည်ကျိုးခွေသည်လမ်းတစ်လျှောက်တွင်ဆန့်ထွက်သွားကလိုရာနေရာသို့ကျသွားသည်ဒီလိုကျိုးခွေပြစ်ပုံမျိုးကို ကောင်းပိုင်ကားများထဲ၌သာရဲမြင့်မြင်ပူသေးသည် သူလည်းတန်ကြောင်းလိုပြစ်တတ်ခြင်းသည်တို့ရာတွင်လိုရာသို့မရောက်တန်ကြောင်းပြစ်လိုက်သည့်ကျိုးခွေကငမန်းတကောင်ရှိနာသွားကြသည် တို့ရတွင်ငမန်းကချက်ချင်းမဆွဲတို့ရတွင်တိတ်မကြငမန်းကစက္ကနေဆွဲလိုက်သည်ချက်ချင်းအမိထောင်၍ယုံသည်ခါတိုင်းလိုငမန်းကိုရှော့ကြီးတင်းကြီးလှုပ်၍မကစားနိုင် အချိန်တိတ်မရှိဒီရေကတဟီဟီအော်၍တက်လာသည်ကြောင်ညီနောင်ပက်လေကိုဝိုင်းနေပြီမကြမီကြောင်ညီနောင်ကိုဖုံးတော်မြည်ထို့ကြောင့်ကြောင်ညီနောင်ကိုဒီရေမတက်မီကိစ္စပြီးဖို့လိုသည် ကစားချိန်မရတန်ချောင်းကဆောင်ရွေဆွဲသည်ငမန်းကယုံသည်ခါတိုင်းဆိုလျင်ကျိုးကို အဆုံးထိဖြေလွတ်ပြီးမှငမန်းကိုယုံစေသည်မောအောင်လှုပ်သည်ယခုချိန်ကျိုးကိုအဆုံးထိဖြေလွတ်လျင်ပြန်ဆွဲ၍အချိန်မမီတည့်အတွက်ကျိုးကိုမဖြေလက်ထဲတွင်ဇာသမျကျိုးကိုအသေးကင်ထားသည်တလမမျအလျှော့မခမ်းကြောက်ဆောင်နှင့်နေလာတော်လဲငမန်းကအယုံတန်သည် အချိန်တိုတွင် ဆွဲရသဖြင့်ငမန်းကအားကောင်းနေသေးသည်။ချက်ဆောင်နှင့်ဆယ်လံလောက်ရောက်တွင်တန်ချောင်းတစ်ပတ်ရစ်ဆွဲလိုက်သည်။ရေကနေလာပြီ။ကဘာရိုက်သည့်ရေများက သူ့ခြေောက်ထိတက်လာပြီ။ရဲမြင့်ငါနောင်သာဆင်းသင့်လာနေ။ဒီတစ်ချက်ရစ်ပြီးရင်ငါဆင်းမယ်ဒါပေ။တန်ချောင်းကရဲမြင့်ကိုလှမ်းပြောပြီးတစ်ချက်ဆောင်၍ရစ်သည်။ငမန်းအမိကြီးကဖွေးခနဲထောင်းတက်လာပြီးနောက် ထောင်ကနေအတန်နဲ့အတူတန်ချောင်းနောက်သို့ရိုင်းလဲသွားသည်။ဟာပြက်ထွက်သွားပြီ။တန်ချောင်းကလှုပ်ခနဲအော်လိုက်သည်။တန်ချောင်းကစောင့်ဆွဲငမန်းကစောင့်ယုံတွင် ကျိုးပြက်သွားခြင်းဖြစ်သည်။ငမန်းပါဇက်တွင်ငမားချိတ်နှင့်ကျိုးရှစ်လန်ခန့်တန်တန်ပါသွားပြီ။ငမန်းနှစ်ကောင်ကခြေထဲတွင်အမိကြီးထောင်၍ကြောက်ဆောင်နှင့်လှန်လန်းပင်လေပြင်သို့ထွက်သွားကြသည်။သွားပြီ။ မများကြိတ်ရောကြိုရောပွားသွားပြီတန်ချောင်းနှမျော၍မဆုံးဝန်းနေ၍မဆုံးမြူးနေသောငမန်းကြီးနှစ်ကောင်ကို မျှော့ကြည့်ကတန်ချောင်းတွေတွေကြီးရက်နေသည်ကုတန်ချောင်းလှုပ်ပြရေတက်လာပြီးကြောက်ဆောင်ကို ဖုံးတော်မယ်ဒီတော့မှတန်ချောင်းတရိယာသည်ကြောင်ညီနာအောက်တွင်ခေါင်းလှိုင်ခေါင်းတွင်ကလှိုင်းပုတ်တန်ဒီရေတဟီဟီမိတန်တို့ကို သူယခုမှတရိထားမိသည်သူတို့နှစ်ယောက်သည် ပစ္စည်းတွေကိုထုတ်ပိုးကာကိုကိုဖော့၍ကူလာကြသည်။ကြောင်ညီနောင်က ကန်းသို့ရောက်အောင် မိုင်းဝက်နှီးပါကူရမည်။ဒီလောက်ကိုတော့တန်ချောင်းလွယ်လွယ်နှင့်ကူနိုင်သည်။တို့ရတွင်ဂျဲမြင့်ကတိတ်မကူနိုင်။ဒီတော့ပစ္စည်းတွေအားလုံးကိုတန်ချောင်းကယူသည်။ပလိုက်နှလုံးကို သူ့ကြောတွင်ပိုးကာရင်ဘတ်တွင်ကျိုးဖြင့်ချီထားလိုက်သည်။ပလိုက်နှလုံးသည်ကြောပွေးလိုကြောတွင်ကပ်နေသည်ဓာကိုပါဇက်နှင့်ကြိုက်ထားသည် မိရုံနှချောင်းကိုတော့လွှင့်ပြခဲ့ပြီးချလာဟေးရဲမြင့်ချပါလေရဲမြင့်ကပြန်တော်သည်မမှန်သာကူတိတ်အားမဆိုင်နဲ့တန်ချောင်းပြောသည့်အတိုင်းရဲမြင့်မမှန်ကူလာတော့မမောတက်တာသည်သူတို့နှစ်ယောက်ခྱི་တဝက်ကြောလာပြီးကန်းနှင့်တဖာလုံးလောက်သာလိုတော့သည် အချိန်က9နာရီလောက်ရှိနေပြီနေလုံးကပင်လေတဲ့သို့နှိတ်စင်းစားပြုတ်နေပြီး အနောက်ဘက်ကောင်းကင်တွင် နေရနေသည်ပင်လယ်ကလည်းနေရနေသည် တွေးပင်လယ်ကြီးနှင့်တူသည် မောဒလာဟိရဲမြင့်တန်ချောင်းကဓာတ်ကိုပစက်ထဲမှ လက်ထဲသို့ပြောင်းယူရင်းအော်မေသည်နည်းနည်းမောတယ်မောရင်ဖြစ်ဖြစ်တန်ချောင်းကစကားဆုံးအောင်မပြောနိုင် နောက်သို့လှည့်ကြည့်ငမန်းတကောင် အမီထောင်ကသူတို့နောက်သို့လိုက်လာသည်ဟဲ့ရဲမြင့်ညံညံကူး ငမန်းကြီးဒီဘက်ကိုလိုက်လာနေတယ်။ရဲမြင့်နောက်သို့လှည့်ကြည့်သည်။ငမန်းကသူ့နောက်တဖာလုံးလောက်မှ မြင်လိုက်ရသည်။ငမန်းများသည်တခါတရံရေတက်နှင့်လိုက်လာကာကြောင်ကြီးနောင်ဒီဘက်ထီအောင်လာတတ်သည်။တန်ချောင်းကဒါကိုလက်တစ်ဖက်ဖြင့်ကန်၍လက်တစ်ဖက်ကရက်၍ကုလာရင်ငမန်းချင်းလေးကိုစောင့်ကြည့်သည်။တော်သေးသည်။ငမန်းကကြောင်ကြီးနောင်ကိုပတ်၍အပြင်ဘက်သို့ပြန်ထွက်သွားသည်။ တို့စီတို့လာခြင်းမဟုတ်ရှဲမြည်ညမြကုဟေဒီနေ့ဒီနားမှာငမန်းမြူးတယ်တန်ချောင်းကရဲမြင့်ကိုအော်၍တတိပေသည်ရဲမြင့်ကရှေ့တော်တော်ကြောင့်နေပြီတန်ချောင်းသည်ရဲမြင့်နောက်သို့ခတ်တွတ်တွတ်ကုလိုက်လာခဲ့သည်မကြမီဘေးကျင်းရှင်မိကြသည်ရဲမြင့်တော်တော်မောနေပြီတို့နှစ်ယောက်ဘေးကျင်းရှင်၍ကုလာစဉ်တန်ချောင်းက နောက်သို့ကြည့်လိုက်သည် ငမန်းတကောင်ဒီဘက်ကြွေလာပြန်ပြီဒီတခါတိတ်မဝေးဂိုက်တရားကြော်လောက်မှရှိသည်ဟေ့ရဲမြင့်ကုကုမြမြန်ကုငမန်းလိုက်လာပြီတန်ချောင်းကအော်ပြော်သည်ဒီတခါတော့ငမန်းဒီသူတို့နောက်ကို လိုက်လာခြင်းဖြစ်သည် နောက်ကဂိုက်တရားကြော်လောက်တွင်အမိထောင်ထောင်ကြီးကို မြင်လိုက်ရသည်အမိကြီးသည်ရေငုပ်သင်းမောခေါင်းတိုင်လိုလိုပေါ်နေသည်ကုကုမြမြန်တန်ချောင်းကဟေ့အော်သည် ဂျင်းမြင့်အတွက်တန်ချောင်းဆိုရင်သည် စင်စစ်ရေတိမ်ပိုင်းနှင့်တိတ်မဝေတော့ဂိုင်း20လောက်သာလိုတော့သည်ရေတိမ်ပိုင်းရောက်လျင်ကြောက်เสียရမရှိ ကိုကအသာစီရပြီဂိုင်း20လောက်ကိုတော့သူလွတ်အောင်ကူနိုင်သည်မကူနိုင်ဘူးသာသူ့လက်ထဲမှာဓာရှိသည်တို့ရတွင်ရဲမြင့်ကတိတ်မကူနိုင်တိတ်မကူတဲ့သူ့လက်ထဲဘာမျှမရှိဗလာတက်တဲ့လက်ပန်းကျနေပြီမော်လေမော်နေပြီ တန်ချောင်းကရဲမြင့်ကိုရှေ့ကကူခိုင်သည် သူကနောက်ကကူလိုက်လာသည်ကျော်ဘော်ကပလိုင်းနှလုံးကိုလည်းဖြုတ်ချလိုက်သည်လက်ကဓားကိုတင်းတင်းဆုပ်ထားသည်တိတ်မကြငမန်းဆွဲဟက်လိုက်သည်တန်ချောင်းကလက်ထဲကဓားဖြင့်ခုတ်သည်တန်ချောင်းနှင့်ငမန်းသည် လုံထွေနေကြသည် သူတို့အနီးတွင်ရေဆက်ရေမွှားတွေဖွာကြနေသည်ငမန်းသည်တန်ချောင်းပေါင်တစ်ဖက်ကိုကိုက်ဖြတ်လိုက်သည် ရေပြင်တွင် သွေးတွေရဲတက်လာသည်ငမန်းကသူ့ငမားစိတ်ထိထားသည်ငမန်းဖြစ်သည်တန်ချောင်းကငမန်းကိုဓာဖြင့်နှစ်ချက်ခုတ်သည်တို့ရတွင်ရေထဲမှဖြစ်၍ခုတ်အားမကောင်းငမန်းကိုကသွေးတွေကလည်းဖျားထွက်လာသည်ရေမြင့်ကအတင်းကူလာသည် နောက်လှည့်ကြည့်တော့ဖျားထွက်လျက်ရှိသောရေဆက်ရေမွှာများကြားတွင်လုံထွေးနေကြသောတန်ချောင်းနှင့်ငမန်းကိုမြင်ရသည် တို့ရတွင် သူမကူနိုင်တော့လက်ပန်းတိတ်ကြနေပြီထိတ်လန့်ခြင်းပင်ပန်းခြင်းတို့ကြောင့်အသက်ကိုပင်မမှန်မရှူနိုင်တော့ကြံကြက်ရောက်၍လှည့်ကြည့်လိုက်သည့်အခါတွင်ကတန်ချောင်းကိုလည်းမတွေ့ရတော့ငမန်းကိုလည်းမတွေ့ရတော့သူတို့နှစ်ဦးတပ်ပုတ်ခဲ့သည့်နေရာတွင်ဘာမှမရှိတော့ပင်လေရေပြင်ကြီးကိုသာ တွေ့ရသည်ထိုနေရာရေပြင်သည်ချင်းချင်းနီးရဲလျက်ရှိနေပြီး ဝင်လူစဲစဲနေအောင်ကြောင်းလောသွေးများကြောင်းလောသို့မဟုတ်ထိုနှစ်ခုစလုံးကြောင်းလောဤဒီကုံမူရဲမြင့်မသည် နာဆင်ပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်လာမယ့်အပိုင်း21ကိုလည်းစောင့်မျှော်နာဆင်ပေးကြပါအောင်ခင်ဗျာ